ချစ်ပေးတဲ့ခြင်းများလုံးပဲမင်္ဂလာပါ Jazz Roshan ကနေတစ်ခေါက်ပြန်လဲကြွဆိုလိုက်ပါတယ်ခု Jazz နဲ့သူ Jam to the Din လေးတွေက Apple 20ရက်နေ့ညနေပိုင်းနောက်ဆုံးရရှိထားတဲ့အထူးသတင်းလေးနဲ့ပို့ရပြီးတော့နောက်မှာကိုရဲဘော်ရှင်းလေးတို့တင်ဆက်ပြီးသွားတယ်ပေါ့နော်ဇာတိမှန်အပြိနဲ့တိုက်ပွဲဝင်နေတဲ့ ULA နဲ့ AA ကိုပေါ့နော် American တို့ကိုငင်းမယ်ဆိုတဲ့ခေါင်းစဉ်လေးနဲ့နော်ကိုရဲဘော်ရှင်းလေးတို့တင်ဆက်ပေးတဲ့သတင်းကောင်းလေးရပြီးတော့နောက်မှာကိုစီတန်ဆက်ပြီးတဲ့သတင်းကောင်းလေးပေါ့နော်စခန်းသိမ်းပွဲမှာခေါင်းမာ တဲ့ဘျူဟာမွန်းငရဲကိုပို့ပေးလိုက်ကြပြီဆိုတော့ကောင်းစင်လေးနဲ့ကိုစီတန်ဆက်ပီဒီနဲ့အထူးတရင်ကောင်းလေးတွေဖြစ်ပါလိမ့်မယ်ဖြစ်ပါလိမ့်မယ်ဟုတ်ပြီထုံးဆိုင်တက်ဂျက်နဲ့သူဆောင်တွေလိုက်ပါကြည့်ကြပါတယ်ဖေခေါ်ပါတယ်ကြောက်ပြီတရင်လေးနဲ့ပုတ်ကိုလူရင်သူနဲ့ဖတ်ပြပါမယ်ပထမဆုံးတရင်တပုတ်အနေနဲ့ကရင်ပြည်နယ်ဘောလခဲမြို့နယ်ဝင်းမလန်စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာစစ်တပ်ဖက်မှတပ်သားအလောင်း၄လောင်းနဲ့လက်နက်ခဲရဲများတင်းဆဲရရှိပြီးတော်လိုင်းရေးတပ်ဖွဲ့ဝင်တအိုးကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။နောက်ကြာဆုံးသွားတဲ့တော်လိုင်းရ တဲ့ရဲဘော်တဲ့အာစိတ်မကောင်းပါဘူးဗောနော်ကျွန်တော်ပီတိုရစ်တော့ကျွန်တော်ပီတိုရစ်တဲ့ဗောနော်အာမြင့်မြတ်စွာအတက်ပီးလို့တော်တာဖြစ်ပါတယ်လို့ဗောနော်အာပြောချင်ပါတယ်နော်မတာပေါ်တော်တဲ့စိတ်ခွေးလေးလောက်အတွက်တော့အရန်ဝန်တာပါတယ်ပြီးတော့အာနောက်မှာပြီးတော့နောက်မှာမွန်ပြည်နယ်ကြိုက်ထုံမြို့နယ်အာကြိုက်ထီရိုးတောင်ခြေရှိကင်မွန်းချောင်းကြီးရွာကရက်ချောင်းရေတခွင်တွင်ဖန်စီရသောဖန်စီရမိသော ြူစော်ဒီကောင်းဆောင် လိုင်မင်းအပါဝင်အဖွဲ့ဝင်၅ဦးကိုဆက်လက်ဖမ်းဆီးထားပြီးအရေးယူသွားမယ်ပြီးကြောင်းအမတ်နဆက်ခွန်ဘျူဟာတာဝန်ခံရဲဘော်အီမင်းထွန်းကနော်ပြောဆိုလိုက်တဲ့သတင်းလေးဖြစ်ပါတယ်။ကဲနော်သတင်းလေးနဘောဒီလောက်ပါပဲ။ကဲဆက်လက်ပြီးမှကျွန်တော်နော်ကိုရဲဘော်ရှင်လေးတန်းဆက်ပြီးတဲ့သတင်းကောင်းလေးတွေကျွန်တော်ကြည့်လိုက်ကြအောင်။အားလုံးမင်္ဂလာပါ။ကျွန်တော်ရေဘော်ရှန်လေးပါ။အားလုံးပဲသာလေးဆောပါကျွန်တော်ကြိုးစိုးနေပါမယ်။ဒီနေ့ကျွန်တော်ရေဘော်ရှန်လေးနဲ့အခုခြေကိုဆွေးနွေးသွားမှာက အမျိုးသားရေးဇာတိမှန်ပြည်နယ်တိုက်ပွဲဝင်နေတဲ့အာခတက်တော် AA ကိုဒါလက်မှိုင်းချအရှုံးပေးနေရတဲ့လက်ရှိအကြမ်းဖက်ဖက်စစ်တပ်မင်းအွန်လိုင်းအာနာယူအုပ်စုဟာအခုဆိုရင်အမေရိကန်တို့ရဲ့အကူအညီနဲ့ဒီတော်လန်ရေးကြီးရဲ့ဥဆောင်ပါဝင်နေတော့တပ်ဖွဲ့ဝင်တွေဖြစ်တဲ့အာခတက်တော် AA ဆိုတော့ဒီအပြောင်းလဲကိုကျွန်တော်တို့ဒါအာအလုံးကလည်းကျူစုနေကြတယ်ပြီးတော့အလုံးကလည်းဒီအပြောင်းလဲအတွက် ရင်ခုန်နေကြတယ်ဆိုတော့ဒီကနေ့မှာဒီចောင်းလေးကိုကျွန်တော်တို့အတူတကွာဆွေးနွေးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီတော့အခုတော့ဒီကျွန်တော်တို့ဒီအပြောင်းလဲလို့ဆိုတဲ့ဟာမှာဘာကြောင့်ရခိုင်ပြည်နယ်အတွက်အပြောင်းလဲကိုရခိုင်မြို့တွေကလည်းဘာကြောင့်တင်ကြတာလဲအဲ့နောက်တစ်ခုကဒီပေါ့တော့ဒီကျွန်တော်တို့ဒီနိုင်ငံရေးလက်လာစောင့်ကြည့်နေတဲ့ကျွန်တော်တို့နိုင်ငံရေးသမားတွေကရောဘာကြောင့်ဒီအပြောင်းလဲကိုကြိတ်ကြတာလဲဆိုတဲ့ကရခိုင်ပြည်နယ်ဟာတတိယဒီပေါ့တော့လူငယ်အားအများဆုံး နောက်တစ်ခုကဒီကမ္ဘာပေါ်မှာလူငယ်ကအများဆုံးနိုင်ငံတွေဖြစ်တယ်နောက်တစ်ခုစီးပွားရေးမှာလည်းအကောင်းဆုံးနိုင်ငံပေါ့ဗျာစီးပွားရေးအင်ကအကောင်းဆုံးလို့ယူဆလို့ရတဲ့သုံးနိုင်ငံကြီးချက်မဲ့ညံ့တယ်ဒါနောက်တစ်ခုနံပါတ်၁ကကျတော့ဘင်္ဂလားဒေ့ရှ်လူရတန်းတရား၆ရှိတယ်။အာနောက်တစ်ခုကကျတော့အိန္ဒိယတန်းလူရတန်းထောင်ရှိတယ်။ဆိုတော့နောက်တစ်ခုကကျတော့ဒီကျွန်တော်တို့ဒီဘက်အဒီဒီလက်ရှိနေပြီးတော့ရခိုင်ပြည်နယ်မှာစီးပွားရေးအများဆုံးရင်းနှီးမြှောက်နှံထားတဲ့ရုပ်ဒီလက်ရှိနေတော့အခုလက်ရှိတရုတ်ကလည်းတန်း၂000ကျင်လောက်ရှိတယ်။ဆိုတော့ဒီလိုဒီတရုတ်ဆိုလို့ရှိရင်ဒါကဘာပေါ်မှာဒါစီးပွားရေး အကုန်ဆုံးနိုင်ငံကြီးတကယ်နိုင်ငံလေးတွေ့ရတာပေါ့ဗျာဟုတ်ပါတယ်လက်ရှိဒီတူတူရဲ့ဒီဖလောင်းမှုကတော့ဘခိုင်ကင်းနေမှာတူတူလေးတယောက်မှုရှိနေတာတွေ့ရတယ်ဆိုတော့ဒီဘက်ဘင်္ဂလားဒေ့ရှ်ဒီဘင်္ဂလားဒေ့ရှ်ကရခိုင်ပြည်နယ်မှာဘလမ်းမုံကပါလဲဆိုနိုင်ငံရဲ့အရာလူမျိုးရဲ့အရာပြောင်းမုံထတာလည်းတွေ့ရတယ်ဆိုတော့နောက်တစ်ခုဒီအခုလက်ရှိတဲ့အိန္ဒိယကလည်းဒါသူ့ရဲ့ယင်းယင်းညုံနာမှုပေါ့နော်ဒီဒီရခိုင်ပြည်နယ်မှာယင်းညုံနာမှုသူတို့ဒါတော်တော်များများလေးအဲယင်းညုံနာထတာလည်းတွေ့ရတယ်ဆိုတော့ခါကျတော့ဒီလိုဒီလက်ရှိတဲ့အင်အားကြီးသုံးနိုင်ငံရဲ့ဂျာမန် ကျွန်တော်ကဘာဖြစ်လဲညံ့တယ်ညံ့တဲ့အခါကျဒီကျွန်တော်တို့ကဒီ energy တုံးနိုင်ငံကိုပြန်ပြီးတော့တုံးနိုင်မှုဆိုတာလည်းဒါကျွန်တော်တို့အဲရခိုင်ပြည်နယ်တပင်းနယ်တွေအတွက်နဲ့ဘလို့မှအဲဘောတော့ဘလို့ကုန်းနဲ့အဲမခံနိုင်ဘူးပေါ့နော်တုံးနိုင်နိုင်ဖို့ဆိုတာဘလို့မှမဖြစ်နိုင်တော့တဲ့အနေထားအဲဒီလိုအနေထားမှာကျွန်တော်နောက်ထပ်နေပြီးတော့အင်ကဘာဒီကဘာ energy ပေါ့ဗျာကဘာစီးပွားအကောင်းဆုံးဖြစ်တဲ့အမေရိကန်နိုင်ငံကနေအဲကျွန်တော်တို့ဒီ ့ campaign ရဲ့အရေးကိုနည်းနည်းစိတ်ဝင်စားလာတယ်ပေါ့နည်းနည်းမဟုတ်အခုဆိုအများကြီးစိတ်ဝင်စားလာတယ်ဗျာအဲသူတို့ဒီလက်ရှိနေထိုက်တန်းထိုက်ပန်းခေါင်းဆောင်တွေကလည်းအဆက်ပေါ့နော်အဲရခိုင်ပြည်နယ်ကိုကုမ္ပဏီပန်းဖို့မယ်ဆိုတဲ့တဲ့တဲ့ထွက်လာဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ဒါအခုလက်ရှိပေါ့နော်အမေရိကန်တို့အရခတ်တော် AA ကိုထောက်ပံ့ကူညီတော့မယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်နိုင်ငံတင်ပြပေးပါမယ်ဟုတ်ကဲ့အမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနချက်တန်းအရာရှိကြီးနှုတ်ဖြစ်တဲ့တောင်နှင်းလေအာရှရေးရာလက်ထောက်နိုင်ငံသားရေးဝန်ကြီး နီကိုချူလစ်နဲ့အရှိအာရှပစိဖိတ်ရေးရာလက်ထောက်နိုင်ငံသားရေးဝန်ကြီးအင်ဒူဟာရတ်တိုဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒန်ကာကိုရောက်ရှိလာခဲ့ပါတယ်။သူတို့နဲ့အတူတူရဟိုမာရှိတဲ့အမေရိကန်တန်ယုံယာယီတာဝန်ခံမစ္စစ်ဆူဇန်စတီဗင်ဆန်တို့လည်းလိုက်ပါလာတယ်လို့ကျွန်တော်တို့သိရှိထားရပါတယ်။အဲ့ဒီခရီးစဉ်ရဲ့ရွေချက်ကဘာတွေလဲပေါ့။ပထမကျွန်တော်တို့သိထားရတာကဘင်္ဂလားဒေ့ရဲ့အခက်အခဲအချက်တဲတွေပြီးတော့ကျွန်တော်တို့ဒါဒါစစ်မှတ်ဖြစ်နေတဲ့ရခိုင်ရဲ့ပေါ့နော်။ ဒါကျွန်တော်တို့ Ranger ကိစ္စမျိုးတွေဆွေးနွေးဖို့လို့ပဲကျွန်တော်တို့အကြံပေးသိရတာပါအဲ့ဒီမှာ this yeah democracy အသွင်ကိုပြောင်းရေးကာလလုပ်ငန်းစဉ်တွေဆွေးနွေးကြပြီးတော့ Andrew ဟာ Ranger ပြဿနာနဲ့လက်ရှိမြန်မာနိုင်ငံအခြေအနေကိုရှုထောင့်ပေါင်းစုံကနေပြီးတော့အဓိကထားဆွေးနွေးသွားမယ်လို့တရားဝင်ထုတ်ပြန်ချက်တွေမှာတွေ့ရတယ်ပြီးတော့ဒီထုတ်ပြန်ချက်တွေမှာမပါလာတာကအကြမ်းဖက်စစ်တပ်ကို အပီးအပိုင်ချေမှုန်းနိုင်ဖို့တေချာနိုင်တယ် ဒါအခုညီတွေကိုရခိုင်နဲ့ချင်းပြည်နဲ့ပြီးတော့ကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့ဝင်တွေကိုထောက်ဖို့လမ်းကြောင်းတစ်ခုဖွင့်လေးရင်းဖြစ်တယ်လို့ကျွန်တော်တို့ BBC နဲ့ Writer သတင်းတောက်ဟောင်းဆူဗီယာဟောမတ်ကရူရှာရီဗူအွန်လိုင်းစာဆောင်တစ်ခုမှာရေးသားခဲ့တာအဲဒီကနေပြီးတော့ကျွန်တော်တို့စတင်ပြီးတော့ပေါင်ချခဲ့တာဖြစ်တယ်သူဆက်လက်ပြောဆိုထားတာကဆိုပါကိစ္စတွေမှာဘင်္ဂလားဒေ့ရှ် ဒါစစ်တပ်ကိုတိခေါက်စုံစမ်းနိုင်ဖို့ဒါဘင်္ဂလားဒေ့ရဲ့ပထမဦးစားစကားပြောနိုင်ဖို့အမေရိကန်ပစိဖိတ်စစ်ဌာနချုပ်ဒုတိယကြီးကဲဒုတိယဗိုလ်ချုပ်ကြီး JP Bowell ကပြီးခဲ့တဲ့ဒီလအတွင်းမှာပဲနှကားကိုရောက်ရှိလာခဲ့တယ်လို့ဆိုပါတယ်ဘင်္ဂလားဒေ့စစ်တပ်ကဒါအမေရိကန်လူရဲ့ထောက်ပံ့မဲ့အကူအညီပစိတွေထားရှိဖို့အတွက်လက်မြဝအနည်းမှရှိတဲ့စခါလီဒေတာကိုရွေးချယ်ပေးထားပြီး ကော့ဘရာလီစစ်ကနေလဲတစ်ဖက်နိုင်ငံတော်လှန်ရေးတပ်ဖွဲ့ဝင်ပေးပတ်ဖို့ကူညီနိုင်ဖို့ ਨੇ တူပြည်လုံးဒရုန်းအခြေဆိုင်လှုပ်ရှားနိုင်တဲ့စခန်းထပ်မံတိုးချဲ့ဖွင့်လှစ်ပေးသွားမယ်လို့လည်းသိရှိထားရပါတယ်လက်ရှိဘင်္ဂလားဒေ့ရှ်အိမ်ချောက်အစိုးရဖြစ်တဲ့နိုဘယ်ဆုရှင်မိုဟာမက်ယူနစ်ပြီးတော့သူ့ရဲ့အစိုးရအာဏာပူးပေါင်းဖြစ်စေတဲ့အချိန်ကလည်းကျွန်တော်တို့ဒါအာဏာပူးပေါင်းဒါအောက်ပွဲတွေရရှိဖို့ဆောင်ကျင်းပေးခဲ့တဲ့အမေရိကန်ရဲ့ဂျေဆု မကင်းရမကင်းချောင်းရှိနေတယ်ဆိုတာကိုလည်းကျွန်တော်တို့ဖိအောင်မှာဖြစ်တယ်တရုတ်တို့ကျွန်တော်တို့အဖက်မှာရှိနေတဲ့လူနံပြီးတော့ပင်လယ်လမ်းကုန်းလမ်းရခိုင်ကမ်းရိုးတန်းကိုဖိုးဖောက်ဝင်ရောက်လာမဲ့အရေးကိုလူလာမှုမရှိတာတွေကလည်းဒါကျွန်တော်တို့အမေရိကန်ဘက်ကနေပြီးတော့အစိုးပြုတာဒါတွေဘူးပေါ့နော်ဒါဘင်္ဂလားဒေ့ရှ်နဲ့ပေါင်းပြီးတော့ဒါလုံလုံလတ်လတ်လှုပ်ဆောင်နေတဲ့ပုံစံလို့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်တရုတ်ဟာမြန်မာ နိုင်ငံတိုင်းနိုင်ငံမဟုတ်ဘဲနဲ့အာရေဗျာပင်လယ်ဘက်ကိုထိုးပေါက်နိုင်မှုပါကစ္စတန်မှာရှိတဲ့ဘလူးချီစတန်ဒီနယ်အတွင်းရရှိထားတဲ့ကုန်းလန်ရောရေလန်းချောင်းတွေပြီးတော့အဲဒီမှာရှိတဲ့လူမျိုးစုတော်လန်ရေးအဖွဲ့တွေပါကစ္စတန်အစိုးရတပ်တွေနဲ့တိုက်ပွဲကိုအချိန်မြင့်လာတဲ့ပြီးတော့အဲဒီရေလန်းချောင်းတွေမှာလည်းလက်ရှိအချိန်နေဒါမလှတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့ယူနက်အစိုးရလောလောဆယ်ရေကောက်ပွဲလုပ်ရှားမရှိဘဲနဲ့အာနာဆက်လက်စုပ်ကိုင်နိုင်ဖို့နဲ့အမြဲတမ်းလိုလိုလက်ရှိကောင်းခဲစရာအခြေအနေတွေဖြစ်နေတဲ့ ရိုဟင်ဂျာဒုက္ခတွေတန်းကိုလည်းပြန်ဖို့နိုင်တဲ့အရေးအတွက်အမေရိကန်ရဲ့အဆိုပြုချက်ကိုလက်ခံဖို့သူတို့အနေနဲ့အာထိခိုက်နစ်နာစရာမရှိဘူးပေါ့ဗျာပြောမယ်ဆိုရင်သူတို့အနေနဲ့အပန်းလဲမချီဘူးဆိုတော့အမေရိကန်ကိုချိနဲ့သွားမယ်ဒါလက်ရှိအဲကျွန်တော်တို့အာရဗတ်တော် A ပြီးတော့ချင်းပြီးတော့တူရကီနိုင်ငံလို့ဒရုန်းအခြေခံစကန်တိဆောက်မယ်ဆိုတာတွေကိုခွင့်ပြုပေးလိုက်တဲ့ပုံစံလို့ကျွန်တော်တို့အာလိလာတုံးတက်လို့ရတယ်သို့တော်လည်း Bangladesh အာ မြန်မာပြည်ထနာရဲဆွဲသွင်းခံရမယ့်အရေးနဲ့တရုတ်ဘက်ကဒေါသထွက်လာပြီးတော့ယင်းနှောင့်နှံမှုတွေဆုံးရှုံးနိုင်တဲ့အခြေအနေမျိုးတွေရင်ဆိုင်ရပွဲရှိနေပါတယ်။အဲ့ဒီအတွက်တရားဝင်ရအဲ့ဒီအထက်ပါကျွန်တော်တို့ဒီသတင်းတွေပေါ့ဗျာဒီသတင်းတွေကိုတော့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ရင်းဆန်ကောင်းရင်းဆန်ပါလိမ့်မယ်။နောက်တော့နိုင်ငံမှာကအချမ်းဖက်စစ်တပ်ရဲ့အခုလက်ရှိပေါ့ဗျာဒါသူတို့တွေမတရားအနာသိမ်းပြီးတော့ဒါနိုင်ငံကိုဒါအုပ်ချုပ်ချင်နေတဲ့လက်ရှိညံပြင်းလာတဲ့အခြေအသွေးတွေကြောင့်ပြုတ်ကလည်းဖြည်းဖြည်းနေမသိမထိုင်သာဖြစ်လာပြီးတော့ လာရှိုးကဲ့သို့၎င်းတို့ဆုံးရှုံးသွားတဲ့နေပြည်တော်ကိုအနောက်ကလိုက်ပြီးတော့ကောက်သိန်းကောက်လိုက်ပေးနေရတဲ့အခြေအနေတွေကိုလည်းတရုတ်ကတော်တော်လေးစိတ်ပြတ်နေတဲ့ပုံစံမှာတွေ့ရတယ်။ခုဆိုရင်ရခိုင်ကျွန်တော်တို့ဒါရခိုင်မှာကျွန်တော်တို့ MNDAA မဟုတ်ဘူးရခိုင်ကရခိုင်ဟာကျွန်တော်တို့မျိုးသားရေးဇာတိပြည်ဇာတိမှန်ပြည်နယ်တိုက်ပွဲဝင်နေတာဒီအခါတက်တော့ AA ဟာကျွန်တော်လက်ရှိချိန်မှာလည်းအကြမ်းဖက်စစ်ခွေးတက်ကိုဒါရခိုင်ပြည်တစ်ခုလုံးမှာလုံးဝ ပြပြတတမောင်းထုတ်ချိန်မနိုင်တဲ့အခြေအနေခုလည်းရောက်ရှိနေပြီဒါလေးကိုရိစားမိတယ်အမေရိကန်ကကျွန်တော်တို့ရခိုင်ရဲ့ပြီးတော့ချင်းဒေါ်လာရေးတစ်ဖွဲ့ဝင်တွေကိုစစ်လက်နက်တွေကျွန်တော်တို့စားနပ်ရိခါတွေဈေးဝတွေထောက်ပံ့နိုင်ဖို့ပြီးတော့ဘင်္ဂလားဒေ့ရဲ့ဒါဆွေးနွေးတဲ့အဆင့်ရောက်ရှိနေပြီပြီးတော့နိုင်ငံမျိုးပိုင်းမှာလည်းကချင်လူလက်ရေးတက်မတော့နေနေအမျိုးများသိမ်းယူနိုင်ခဲ့တဲ့ပြီးပန်ဝါပြီးတော့ချီဖွေမှာရှိတဲ့နေရှားတပ်တုတွင်းကိုလည်းထိ ंछ ောက်လာနိုင်တဲ့အခြေအနေကြောင့်လည်းအော်ကျွန်တော်တို့ဒါတွေဖြစ်လာတယ်လို့လည်းအတုံးတက်လို့ရတယ်ချင်းကြော်လန်ရင်အဖွဲ့ တွေကကျွန်တော်တို့ပြည်နယ်ရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဖလန်းမြို့ကိုလည်းပဲကြာသိခင်ရမယ်ပြီးတဲ့အခက်သိမ့်ပိုက်နိုင်ခဲ့တယ်ဆိုတော့အိန္ဒိယဘက်ကလည်းချင်းတော်လိုင်းရဲ့အဖွဲ့တွေနဲ့ညီညွတ်ရေးတိစောက်ဖို့ဆွံ့ရွေးပြခဲ့ပြီးတော့နောက်မကြာတဲ့အချိန်ကာလအတွင်းမှာပဲကျွန်တော်တို့တော်လိုင်းရေးအောင်ပွဲကြီးကြီးမားမားပုံစံမျိုးဖတ်ပေါ်လာဖို့ ရှိနေပါတယ်ဟုတ်ပါတယ်ခင်ဗျာဒီတော့ဘောနောစောစောကျွန်တော်တို့ကဘောနောလက်ရှိနေပြီးတော့ဒီအခုလက်ရှိအိန္ဒိယဘင်္ဂလားဒေ့ရှ်ဘောနောဒါအခုလက်ရှိနေပြီးတော့ဒီဘာလဲဆိုတော့ဒါကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့ပထဝီအနေထားအရာနေနေမရှင်ထိဆက်နေတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတော့ဒီနေမရှင်ထိဆက်နေတဲ့ဒီနေရာတစ်ခုကဒီဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနဲ့ပြီးတော့လက်ရှိနေပြီးတော့ရခိုင်ပြည်နယ်မှာတနည်းအားဖြင့်တစ်ဖက်မှာလည်းတော်လိုင်းလုပ်ငန်းလုပ်နေတယ်လို့တစ်ဖက်မှာလည်းရခိုင်ပြည်နယ်အတွင်းမှာတရားဥပဒေစိုးမိုးမှုရဖို့အတွက်အဲဒီအစိုးရရတဲ့ရလေဘက်နိုင်ဖို့အတွက် 調査နေတဲ့ဒီ ULAA ကဘောနာဒီလက်ရှိ調査နေတာဖြစ်တယ်ဆိုတော့ဒီလက်ရှိဒီလက်ရှိ調査နေတဲ့ဒီရခိုင်အစိုးရဖြစ်တဲ့ ULAA ကိုဘာဆွနေလဲဆိုတော့အခုလက်ရှိနေပြီးတော့ဘင်္ဂလားဒေ့ရှ်ကဆွနေလာတယ်ဟုတ်ကဲ့ဘင်္ဂလားဆွနေတယ်နောက်ကနဗက်နဲ့အခုလက်ရှိနေအိန္ဒိယကထပ်လို့ဆွနေလာတယ်ဟုတ်ပါတယ်ဆိုတော့အခုလက်ရှိဒီရခိုင်ပြည်စိုးစားကျွန်တော်ပြောသွားပါတယ်ရခိုင်ပြည်နယ်မှာစီးပွားရေးအများဆုံးရင်းနှီးနှောင့်နှံထားတဲ့တရုတ်အတရုတ်ကကျွန်တော်တို့လက်ရှိ ULAA နဲ့နေပြီးတော့ဒီရခိုင်အစိုးရ ULAA နဲ့နေပြီးတော့ ်ဆွေးနွေးလာတာတွေကိုမပြရသေးဘူးမှန်တယ်သူမပြရသေးတဲ့အပြင်သူကဘာလဲဆိုအခုလက်ရှိနေပြီးမဲအောင်နိုင်အောင်ပဲအားပေးထောက်နေတာတွေပြရတယ်ဒါလာရွေးချယ်တဲ့အမားပြီးတော့သူ့ရဲ့အမားကိုလည်းသူပြင်ဖို့ခတ်နေတဲ့ပုံစံပေါ့ဟုတ်တယ်ဗျအဲ့တော့ဒီလက်ရှိနေပြီးတော့မဲအောင်နိုင်ကိုမဲအောင်နိုင်ကလည်းအခုလက်ရှိနေပြီးတော့ဒီရွေးကောက်ပွဲကိုလောက်မယ်ဆိုတာတရုတ်နဲ့ဒီရုရှားကိုပဲအောက်ပို့ပြီးတော့သူလောက်မှာဟုတ်တယ်ကျန်တဲ့နိုင်ငံသူ့မှာအောက်ပို့စရာအကြောင်းမရှိဘူးအောက်ပို့လို့လည်းမရဘူး ဆိုတဲ့အခါကျတော့ဒီဒါကျွန်တော်နိုင်ငံရေးသမားဖြစ်တဲ့အတွက်နိုင်ငံရေးနည်းနဲ့ပုံသက်ကြတာပေါ့နော်အဲ့တော့နိုင်ငံရေးနည်းနဲ့ကျွန်တော်ပုံသက်လိုက်တဲ့အခါမှာဒီလက်ရှိနေတရုတ်ကနေပြီးတော့ဒီ ULAA နဲ့ဆွေးနွေးလာတာကိုမရှိသေးတဲ့အတွက်ကြောင့်မို့လို့အခုအခုလက်ရှိနေတဲ့အမေရိကန်နိုင်ငံကနေပြီးတော့ဒါဟာဒါဟာနေပြီးတော့ဒီအခုလက်ရှိအခုလက်ရှိတရုတ်ကဒီအချက်ပဲစက်တက်မဲအောင်နိုင်ကိုအားပေးထောက်ခံနေတဲ့အဖွဲ့ဖြစ်တဲ့ပြည်ကြောင့်မို့လို့ဒါ ULAA ကိုဒါသူတို့ထောက်မှန်ရမယ်လို့မြင်ကောင်းမြင်လာကြပါလိမ့်မယ် ဒီကနေ့စပေါ်တူတော့စုံမသွားမှာလေဒါ National American ကြောက်တောက်နေပါလိမ့်မယ်။ဘာစိုးရင်ကြောက်တာတော့စိုးရင်တာပေါ့နော်။အဲ့လိုစိုးရင်စိုးရင်တဲ့အတွက်ကြောင့်မလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအဆင့်ဒီကျွန်တော်တို့ရှင်းနဲ့အရှင်းနဲ့ဒီပေါ့နော်ရခိုင်ဒေသကိုကူညီမယ်ဆိုတဲ့ဟာပုံစံမျိုးစပါးတာလေးခရတယ်နော်။ဘာလို့ဆိုအခုကကျွန်တော်တို့ဒါကျွန်တော်တို့နိုင်ငံရဲ့ဒါသွားပြီးပေါ့နော်တိုက်ပွဲဝင်နေတဲ့အခြေအနေတွေရရက်ကိုလည်းကျွန်တော်တို့ဒါတစ်ခါလုံးမှရှိတဲ့သူတွေအားလုံးကလည်းအချိန်ပြည့်လေးလာစောင့်ကြည့်နေကြတယ် ဆိုတော့ဒီလောက်နဲ့နေမေဂျင်းထိဆက်နေတဲ့ကျွန်တော်တို့ဒါ last show ဒါပြန်ပေးရတဲ့အခြေအနေတွေပြီးတော့ MNTAA ပြီးတော့ဝါတပ်ဖွဲ့တွေပြောချင်တာကတော့ဟိုကန့်ပလောင်တွေဟာဒါတရုတ်ရဲ့ဩဇာ power အနာသူတို့အောက်ကမလုခင်းတဲ့အခြေအနေတွေကိုလည်းကျွန်တော်တို့ပြည်သူတွေလည်းသိတယ်ပြီးတော့တပါလုံးကလည်းသိတယ်ဟုတ်ကြောက် KIA မှာလည်းအဲ့လိုမျိုးခင်းချင်းမျိုးအနေနဲ့ရှိတယ်ဟုတ်တော့နေမြင့်ထိစပ်နေတယ်ဆိုရင် ဒါဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒါအနေငယ် view site ကတာလည်းရှိရပါဗျာဟုတ်ပါတယ်ဟုတ်ပြီဒီချိန်မှာအရကတတော် AA ပြီးတော့ ULA အစိုးရပြီးတော့ရခိုင်သူရခိုင်သားတွေအကုန်လုံးကဒါတကယ်ကိုအမျိုးသားရေးစိတ်ဓာတ်အမြင့်ဆုံးနဲ့ဒါပါဝင်ပူပေါင်းတိုက်ပွဲဝင်နေတာကိုကျွန်တော်မြန်ခံကလည်းလက်ခံဟုတ်လို့ဘင်္ဂါဒိတ်ကလည်းဒါကိုသူတို့လက်ကိုလက်ခံရဆိုတော့ဒါကြောင့်လည်းပဲကျွန်တော်တော်လန်ရေးမှာအင်းနဲ့အားနဲ့ဒါဥဆောင်နေတဲ့အခါတတော် AA နဲ့ပူးပေါင်းပြီးတော့တော်လန်ရေးရဲ့ အလက်အပြောင်းဒီတော့ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းဇိုးကြီးကိုကြောင်းလဲနိုင်တဲ့အခင်းချင်းတရက်အနေနဲ့တော့ကျွန်တော်ကတော့ညှိမိပါတယ်ဗျဟုတ်ပါတယ်ဗျဒီတော့ဒီအခုလက်ရှိနေပြီးတော့ဒီအခုလက်ရှိဒီ ULAA ရဲ့ဒီအခုဘာလို့တော့ဒီ ULAA အစိုးရပေါ့ဒီလက်ရှိအစိုးရအဖွဲ့ဖြစ်တဲ့ ULAA ကအခုလက်ရှိဗာလဲဆိုတာကျွန်တော်တို့ဗတိထားဗတိပြောမယ့်အရှင်ပေါ့နော်ဒါကျွန်တော်နိုင်ငံရဲ့အရာဗတိပြောမယ့်အရှင်ဒါသူတို့လည်းဒါဗတိပြုဒီချစ်ပါလိမ့်မယ်ဒီတော့ဒီသူတို့ဗတိပြောမယ့်အရှင်နံပါတ်တရဗာလဲဆိုအခုလက်ရှိတော့တရုတ် တယောက်ကတယောက်ကနေပြီးတော့လက်ရှိတည်းက ULA အအစိုးရနဲ့လာပြီးတော့ပူးပေါင်းတာမျိုးမရှိသေးဘူးဆွေးနွေးတာမျိုးလည်းမရှိသေးဘူးဒါတော့ဒီအခုလက်ရှိနေပြီးတော့အခုလက်ရှိနေအမေရိကန်ကတခါအဲကျွန်တော်တို့စီကိုဘာလဲဆိုတော့ကပေါ့တော့ဒီပေါ့နော်ရခိုင်ပြည်နယ်အတွက်ရှင်းပြည်နယ်အတွက်ဒါတို့ကအကောင်းဆုံးလုပ်ဖို့အစီအစဉ်တယ်ပေါ့နော်အဲရင်းရှင်းစီမံခန့်တို့ကဆွေးပြီးကောင်းဆွေးထားရပါမယ်အဲ့တော့ကျွန်တော်သတိထားမယ်ရှိကဒီတယောက်ကအမေရိကန်ဝင်လာမှဆိုတော့အရင်ကြောက်နေတယ် တယောက်ကလုံးဝကြောက်နေကြောက်နေလို့မဖြစ်တဲ့အတွက်ကြောက်ဖို့လို့အဒီတယောက်ကနေပြီးတော့အခုလက်ရှိနေပြီးတော့မင်းအောင်နိုင်ကိုအားပေးပြီးတော့ဘုနော်အတနည်းကတော့နောက်ပိုင်းကနေဆိုတော့အဲ့ဒီမှာဒီဆက်လက်နဲ့ကျစီထောက်ပတ်တာမျိုးတွေအဲဒီကျွန်တော်မိပညာထောက်ပတ်တာမျိုးတွေလောက်ကုန်းလောက်လာလိမ့်မယ်ဘာကြောင့်ဆိုပိုတန်တဲ့ကကျွန်တော်တို့ကြားလိုက်တယ်အဲ့ဒီမှာနေကြောက်တော်မျိုးမှာအဲကြောက်တော်မျိုးကိုနေပြီးတော့ဘုံချစ်တဲ့ခင်ဒီကတိကြောက်တော်မျိုးမှာနေပြီးတော့အပြည့်မဲ့ပြည်သူ၄ရောက်တွေသွားတွေသွားနေဆိုတဲ့တဲ့နဲ့ကျွန်တော်ကြားရတယ်ပေါ့အဲ့တော့ဆိုလိုတာကအဲဘောတော့ဒီလက်ရှိမဲအောင်လိုင်းက သူဆုံးရှုံးသွားတဲ့ရခိုင်ပြည်နယ်ထက်ကနေမြေတစ်ချုပ်ကိုပြန်ရရှိရအတွက်အဲဘောနဘလကောမလဲဘို့ညစ်ပတ်တဲ့စိတ်ဓာတ်ကိုနော်ညစ်ပတ်တဲ့စိတ်ဓာတ်အတနည်းကလေးအောက်တန်းကြတဲ့စိတ်ဓာတ်နဲ့အဲအောက်တန်းကြတဲ့အပြုတ်မျိုးနဲ့ပြုတ်မျိုးပြီးတော့လာရအောင်လို့တိုက်ခိုက်နေတာမျိုးတွေ့ရတယ်ဆိုတော့ဒီလိုအနေထားမှာနေတရုတ်ကနေပြီးတော့မဲအောင်လိုင်းကိုအာအဘေထောက်ခံပြီးတော့လောက်လာနိုင်ရေပေါ့နော်ဒါကိုလေကျွန်တော်သတိပြုရမယ့်အချက်တွေဖြစ်တယ်ဟုတ်ပါတယ်ဘလို့ချင်းနေမျိုးပဲဖြစ်ဖြစ်ပြည်သူထောက်ခံမှုမရရှိထားဘူးဆိုရင်လုံးစုံ ဒါပျက်စီးမဲ့ကိန်းကိုဒီကြောက်ပေါက်ရောက်မှာဖြစ်တယ်လက်ရှိတရုတ်အနေနဲ့ကလည်းကျွန်တော်တို့ပြည်သူလူထုဘက်ကမရက်ဖဲနဲ့ကျွန်တော်တို့နိုင်ငံအတွင်းမှာပြည်သူလူထုကိုတပ်ဖြတ်နေတဲ့ဒါမင်းအွန်လိုင်းအုပ်စုဘက်ကိုသွားပြီးတော့ရက်မယ်ဆိုရင်အချိန်မှာသူတို့ကိုနိုင်လဲနောင်တကြီးကျယ်ရသွားပါလိမ့်မယ်ဟုတ်ပါတယ်ဆိုတော့ဒီတိုက်ပွဲကပြည်သူလူထုကစတင်ခဲ့တဲ့တိုက်ပွဲပြည်သူလူထုမှန်တကယ်လူလာတောင်းတနေတဲ့ Federal Democracy ကိုရောက်အောင်ယူသွားမဲ့ပွဲဖြစ်တဲ့အတွက်အဲ့ဒီပွဲမှာကလန်ကလန်ဝင်နေတဲ့ညီတိ ဒါကစုပ်ကသိန်းဆိုကျွန်တော်တို့အားလုံးကချိုးဖက်ချက်စီမုတ်ကျိတ်သွားမှာဖြစ်တဲ့သမိုင်းရှင်ကြီးကိုကျွန်တော်တို့ဒါဆုံးသက်မဲ့အခုပွဲဟာအရင်လည်းအရေးကြီးတယ်ဟုတ်ပါဘူးဆိုတော့ကျွန်တော်တို့ပြည်သူအားလုံးကလည်းတရုတ်ရဲ့ခြေလှမ်းတိုင်းကိုလည်းစောင့်ကြည့်နေတယ်ပြီးတော့လက်ရှိကျွန်တော်တို့ပြည်သူကိုတပ်ဖြတ်နေတဲ့စစ်နက်တွေပါဝင်ထောက်ပံ့ကူညီအားပေးနေတဲ့မြေတိနိုင်ငံဆိုကျွန်တော်တို့ပြည်သူလူစီမှာစရင်အတိအကျရှိတယ်ဟုတ်ပါဘူးဒါတွေဟာ လက်ရှိမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားပါတယ်ဆိုတော့ဒါနိုင်ငံကြီးတွေလို့ခေါင်းစဉ်တက်ထားတဲ့သူတွေအနေနဲ့ပြန်လည်ပြီးတော့တုံးတက်ရမယ်အခြေအနေဖြစ်သွားတယ်လက်ရှိကျွန်တော်တို့တော်လှန်ရေးကပြည်သူကြောင်းအောင်ပွဲမဆင်နေရဘူးဟုတ်ပါပြီဟုတ်ပြီနော်ဒါကြောင့်ဒီကနေ့မှကျွန်တော်တို့တင်ပြခဲ့တဲ့အကြောင်းအရာကတော့ဒါကျွန်တော်တို့လက်ရှိအချိန်မှာအာရခတက်တော် AAUSA ကိုအပြေးဝဒါဒီတော်လှန်ရေးမှာဥဆောင်မဲ့ဒါအကြောင်းအရာတွေဖြစ်ပေါ်နေတဲ့အကြောင်းဖြစ်ပါတယ်ဗျဟုတ်ပါတယ် ဟုတ်ကဲ့ဗာပြောလို့ရှိတယ်လေဟုတ်ကဲ့ဗျာဒီကျွန်တော်ပြောချင်တာကတော့လက်ရှိနေပြီးတော့ဒီလက်ရှိတရုတ်ရဲ့သမိုင်းကြောင်းကိုကြည့်လိုက်တဲ့အခါမှာတရုတ်ကနေပြီးတော့မြန်မာနိုင်ငံနဲ့နေရှင်းထိစပ်တယ်တဲ့နေရာတစ်ခုဖြစ်တယ်ဆိုတော့ဒီတရုတ်ကနေပြီးတော့ဒီ KSS ဒီကျွန်တော်တို့နေပြီးတော့အာဒီဘောတော့ဒီအခုလက်ရှိနေပြီးတော့အကြမ်းဖက်စစ်တပ် KSS ကျွန်တော်တို့မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တယ်ဒီအုပ်ချုပ်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာဒီစစ်တပ်ကနေပြီးတော့ကျွန်တော်တို့လက်ရှိနေပြီးတော့ဒီမိုကရေစီရဲ့တိကျွတ်လှုပ်ရှားတဲ့လူတွေနဲ့ပူးပေါင်းခြင်းမရှိဘဲနဲ့ဘောတော့ဒီစစ်အစိုးရတွေနဲ့အများကြီးပူးပေါင်းပြီးတော့ သူတို့ရဲ့စီးပွားရေးအားကောင်းကိုလုံဆောင်တော့တာလည်းပြောပြရတယ်။ဒါပေမဲ့ဒီနေ့ခက်ဒီနေ့အရှင်ရောက်တဲ့အခါ1988နဲ့2021နဲ့ကမတူတော့ဘူးလား။အင်းဒါကပြောင်းလဲလာ။ဆိုတော့အခါဒီခက်ကလည်းပြောင်းလာတဲ့အခါကျွန်တော်တို့ဒီအခုလက်ရှိနေလို့မဲအရင်တော့ကဒီစက်တက်ကိုနိုင်ခွင့်ဆိုတာမလွယ်ဘူး။အာအရင်တော့အဲ့ဒီမှာနေကဲနေယူသေးဘူး။ဘာကပ်ပါခွက်တယ်ပေါ့နော်။ဒီရန်ကောင်မြို့ကနေပြီးတော့ခဏလေး55မိနစ်လောက်နှိမ့်ခဲ့မှုတယ်။55မိနစ်လောက်ပဲခံတယ်။ပြန်ပြရတယ်ပေါ့နော်။အခုကြတော့လုံးလုံးမဟုတ်တော့ဘူးရေရှည်စီမံကိန်းတွေတော့တင်ထားနိုင်တယ်။ ဘယ်နေရာကိုဗီဒီယိုတော့ကြည့်ကြည့်ပေါ့နော်။ဘာကြောင့်ဆိုတော့ကျွန်တော်ပြောချင်တာကနီးပညာတွေဒါတိုးတက်လာနေ။ဆိုတော့ကျွန်တော်ပြည်သူပြည်သားတွေကလည်းအမြင်နဲ့ပွင့်နေတာကြောင့်အရင်တော့လို့မဟုတ်တော့ဘူး။အဲ့တော့အခုလက်ရှိနေမှာတရုတ်ကိုကျွန်တော်ကနေပြီးတော့ဗာလဲဆိုတော့ဒီနေရာနဲ့ကျွန်တော် message ပေးချင်တာကတရုတ်ဟာတကယ်ဒီမိုကရေစီအရေးကိုလိုလားနေရဲ့ဒီကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ခံစားချက်တွေကိုသိတယ်ဆိုလို့ရှိရင်အပေါ်တော့ဘယ်လိုကလေးအဖို့ပေါ့နော်ဟုတ်ပေါ့။အာဒီခံစားချက်တွေကိုလေးစားတယ်ဆိုလို့ရှိရင် ပြည်သူပြည်သားတွေနဲ့ပူးပေါင်းပါဝင်ပြီးတော့အကျွန်တော်ဒီဒီမိုကရေစီအရေးလုံးရှာနေတဲ့လူတွေအဒီလက်တိုလာရင်းမှာလုပ်နေကြတဲ့ဒီနိုင်ဒီကျွန်တော်တို့ရေကောင်းဆောင်ကြည့်တဲ့နဲ့ပြဿနာဆွေးနွေးတဲ့အဆင့်မျိုးလုပ်ပြီးတော့အဲဒီဒီတိုလာရင်းကိုအောင်ရအောင်ပေါ့နော်ဒီဒီအကြမ်းဖက်ကိုအားပေးတာမျိုးမဟုတ်ဘဲနဲ့ဒီဒီကျွန်တော်တို့ဖက်ကိုဘုံတော့ပြန်ပြီးအောင်ပေးတဲ့သဘောမျိုးနဲ့ပြုမှုဆက်ဆံမယ်ဆိုလို့ရှိရင်တော့တရုတ်ရဲ့စီပေါ်ရေးကျွန်တော်တို့ရခိုင်ပြည်နယ်မှာရောမြန်မာနိုင်ငံထဲမှာရောရရှိရက်ဒီလို့ရရတော့မယ်ဆိုတဲ့အကြံဉာဏ်နဲ့ပြီးတော့ မစိတ်ပဲရှိမှာဟုတ်ပါတယ်ကျွန်တော်တို့ကန်ကန်ထဲမှာကျွန်တော်တို့ဒါအမိုက်ဒရိုက်တွေအရင်များတဲ့အချိန်မှာအဲ့ဒီကန်ထဲမှာရှိတဲ့ရေတွေကိုစုပ်ထုတ်ပြီးတော့ကျွန်တော်တို့တွန်ရတယ်အဲ့ဒီကန်ထဲမှာရှိတဲ့အမိုက်တွေကိုလည်းပဲကျွန်တော်တို့ရှင်းလင်းရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါပြည်သူလူထုတရက်လုံးရဲ့ဒါပူပေါင်းပြီးတော့မစုံနှစ်စ조사ခဲ့တဲ့ရလတ်တွေနဲ့အတူကျွန်တော်တို့နိုင်ငံရဲ့ဒါအောင်မြင်တဲ့ဒါတော်လန်ရှိရဲ့နောက်ဆုံးသောမိရတွေကိုလွန်စွာနိကတ်နေပါကြောင်းပြောကြားရင်းနဲ့ဒီမိရဗီဒီယိုကိုအဆုံးသက်ပြစေပါဟုတ်ကဲ့ကျေးဇူးအထူးတင်ရှိပါတယ် ကဲနော်ကိုရဲဘော်ရှန်လင်းနဲ့နော်ဒီမှာကိုကျော်စော်လင်းတို့နော်ဆွေးနွေးသွားတဲ့ဘော်ပရိသတ်ဂျာမင်တုံးတက်ချက်လေးတွေကို comment မှာရေးပြပါနော်ဆက်လက်ပြမှာကျွန်တော်ကိုစီတန်ဆက်ပြီးတော့တရင်ကောင်းလေးတွေဆက်ကြည့်လိုက်ကြအောင်နော်ကြံကာလာနဲ့တကြံကာလာလုံမြောက်တဲ့အချိန်မှာနော်နှစ်ဖက်မှာတိုက်ကြတယ်ဒါပေမဲ့တစ်ဖက်ကတိုက်တာဒီစစ်ကောင်စီရဲ့တပ်စခန်းတွေကိုပဲတိုက်နေဖြစ်ပေမဲ့တစ်ဖက်ကတော့ပြည်သူတွေနေထိုင်တဲ့ရဲရွာတွေမြို့တွေကိုဘုံကျဲနေတာဖြစ်တယ်အခုလက်ရှိနော်ကျောင်းမှာစစ်ကောင်စီရဲ့ စကမ်းကိုတိတ်တဲ့နေရာမှာဘာတွေရလဲဘလို့ခွေးတွေပေလဲဆိုတော့တတိမပေါက်ပါလေပြင်ဂျူနာစီယုံကရင်တမဟာဒဝဲခရင်တွဲညမထိုင်းနယ်စပ်ရှိထိထဗျူဟာစကမ်းတိတ်တိုက်ပွဲတွေစစ်ကောင်စီဗျူဟာမှုတေဆုံးခဲ့ပြီးလက်နက်ခဲယမ်းများစွာတိမ့်ပိုက်ရရှိခဲ့မှုစကမ်းတိတ်တိုက်ပွဲ၌ပါဝင်ခဲ့သည့်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သော Fort for Federal Democracy FFD ဒုတာဝန်ခံကိုအောင်အောင်ကပြောတယ်စစ်ကောင်စီထိထဗျူဟာ ယူဟာစခန်းကိုအေဘလက်17ရက်နေ့တွင်စတင်ထိုးစစ်ဆင်ခဲ့ရာအေဘလက်16ရက်နေ့တွင်ပြည်သက်သိမ်းပိုက်နိုင်ခဲ့သောတမဟာလေးဒဝဲခရိုင်အတွင်းရေးအတွင်းရေးမှုဘရိုဆော့အန်နာကအေဘလက်16ရက်နေ့တွင်ပြောပြထားသည်စခန်းတိုင်းတိုက်ပွဲကို KNU KNL တမဟာလေးစစ်ရေးဦးဆောင်မှုနှင့်အတူ SSD PDF FSD မှဦးဆောင်တင် जा ပေးတဲ့ရှိတဲ့ဒုံးတင်နန်းသားများစုပေါင်းတိုက်ခိုက်ခဲ့မှု FSD ဒုတောင်ဝင်ခံကပြောပြတယ်။ဘယ်တော့တိုက်ခိုက်ခဲ့ရလဲ။ဘူဟာမှုကိုအတေပြီးတာဖြစ်တယ်။ စစ်ကောင်စီစီကနေပြီးတော့လက်နက်ခင်းရန်တွေများစွာရရှိထားပေမဲ့သတင်းထုတ်ပြန်ချက်မရသေးတဲ့အတွက်သတင်းထုတ်ပြန်လို့တော့မရသေးဘူး။ယူဟာစခန်းဖြစ်တဲ့အတွက်အင်အားအတင်းအကျပ်ရှိပါတယ်ဟုတ် FFD ဒုတောင်းကကိုအောင်ကပြောတယ်။တိုက်ပွဲတွေပောင်ဝင်ပြီး drone တင်နန်းသားများကိုတင်တင်နန်းတင်ကြားပြီးပြီးချင်းရေပြင်၌လက်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်အောင်ပွဲရရှိခြင်းဖြစ်တယ်ဟု၎င်းကပြောတယ်။အကြဆုံးစရင်ထွက်ပြေးလွတ်မြောက်စရင်တိုင်းတိုင်းရနေတဲ့စုစုပေါင်းနဲ့အရေးအတွက်တွေကိုအတိမပြုနိုင်သေးလို့ကျွန်တော်တို့ထုတ်ပြန်ခွင့်မရသေးပါဘူး။ ိုအောင်ကစခန်းသိမ်းတိုက်ပွဲအခြေအနေမင်းမြတ်မှုပေါ်ပြန်လဲရှင်းပြတယ်။ယခုတိမ်းထိုက်ထားသည့်ကြီးတာစခန်းဒီရခိုင်ကပြည်ရင်တမဟာလေးကြီးခရိုင်အစင်အုပ်ချုပ်ရေးဌာနချုပ်နေမည်ဖြစ်ပြီးထောင်ပွဲ60မိနစ်တည်းစစ်တပ်ကတိမ်းပိုက်ခဲ့ရ28နှစ်ကြာပြီးပြန်လဲတိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုဆိုပြီးထို့ပြင်စစ်တပ်အာဏာသိမ်းပြီးနောက်တမဟာလေးနေမည်အတွေ့ရှိဂျူဟာအစင်စစ်ကောင်စီစခန်းကိုပထမအဦးဆုံးတိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်းဘရိုဆောအန်နာကပြောပြတယ် ယခုစခန်းတိုင်းတိုက်ပွဲနဲ့ပါဝင်နေသည့် FFD အနေဖြင့်လည်းသင်းနိုင်တိုင်းအပါအဝင်အခြားဒေသများ၌ပါရဲဘော်ထင်များစုဆောင်နေသည့်ဒရုန်းပါဝင်မိမိတက်ကြွသည့်အသက်ပညာဖြင့်ဖြစ်စေရည်ရင်ချိန်မောင်းရည်ဖြင့်ဖြစ်စေစစ်အာဏာရှင်တိုက်ခိုက်ရေးနှင့်ပါဝင်လူလူများအနေဖြင့် FFD Facebook ပေးသို့ဆက်သွယ်ပြီးရဲဘော်အဖြစ်ရှောက်ထားနိုင်ကြောင်းအွက်ဒုတောင်ဝန်ကကိုအောင်ကပြောတယ်ဟွန်းနော်ကဲဒါကတော့တနင်္လာနေ့တိုင်းရဲ့အောင်ပွဲပဲဖြစ်ပါတယ်ဂျူဟာစကန်ကိုပထမဦးဆုံးတိမ့်ပိုက်ပြင်းဖြစ်တယ်ဂျပန်တိမ့်ပြင်းရက်ကနေကျွန်တော်စီကို တတိယရောက်နေတယ်ဒါပေမဲ့သူတို့ဘာမှထုတ်မပြန်တဲ့အတွက်ကိုလည်းဘာမှမပြောဘူးပေါ့နော်ဘာလို့ဘာမှမပြောဘူးဒါမနေ့အောင်ကလာကိုစီအောင်သွားပြီတဲ့ဟိုစခန်းကိုရလိုက်ပေါ့ဒီစခန်းမရနေမှာစစ်ကောင်စီကအဲ့ပတ်လေရွာတွေကိုဘုံလိုက်ကျင်းနေတယ်အဲ့မှာဘုံလိုက်ကျင်းတဲ့ဟာနော်ကျွန်တော်ပြောတဲ့အကူကသူကလေးတော့တွတ်သွားတယ်သူတကယ်ကြီးကလေးတွေကကြေဖို့ွားတယ်နော်ဒီစခန်းတိမ့်တိုက်ပွဲမှာစခန်းကိုတိမ့်တာကိုနော်မနိုင်တာနဲ့ပတ်လေရွာတွေကိုဘုံလိုက်ကျင်းပြစ်တယ် ဒါပေမဲ့ဘလို့ဖြစ်ဖြစ်လက်ရှိ KNU ဦးဆောင်မှုနဲ့ပြီးလို့ရှိရင်အဲ့ဒီတိုင်းတိုင်းမှာရှိတဲ့ PDF တပ်တိုင်းတပ်ဖွဲ့တွေစုပေါင်းပြီးတော့တိုက်မှုကြောင့်အခုဗျူဟာစကန်ကိုရရှိတာဖြစ်တယ်။ဒါပေမဲ့အဲဒီက viewer move ကိုတော့အပြင်မိတာဖြစ်တယ်။အဲ့တော့တနင်္လာနေ့တိုင်းမှာသူတို့အောင်ပွဲမျိုးတွေခက်မှန်းများလိုအပ်ပါတယ်။ဘာဖြစ်လို့လဲ။ဆိုတော့နံပါတ်1တနင်္လာနေ့တိုင်းသားတွေတည်သူတွေဟာတော်တော်ကိုတော်လန်ရင်းမှာတက်တက်ချက်တော့ပါကြတယ်။နော်။လက်ရှိကျွန်တော်တို့ PSC နောက်ဝက်ဆိုပြီးတော့တနက်2000လောက်တဲ့ဒဲမှာလည်းတနင်္လာနေ့တိုင်းသားတွေတော်တော်များများပါ။အဲ့တော့တည်သူတွေအနေနဲ့ပြောချင်တာကတည်သူတွေအနေနဲ့ကအခုချိန်ထိစိတ်သက်မကြသေးပါဘူး။ ။အဲ့ဒါမို့လို့ပြည်သူတွေစိတ်ထဲမကြနိုင်ပဲတွေးအင်းနေတဲ့အနေအထားတစ်ခုတော့ရှိတယ်။ဒီပေါ်မှာအောက်မှာလုံနေတဲ့တိုင်ရင်တပ်ဖွဲ့ရဲဘော်တွေနော်ထောက်ပေါ်တောင်းဝန်ခံတွေအနေနဲ့ကလည်းတို့လည်းဒီပြည်သူတွေစိတ်အားတက်ကြွလာဖို့အတွက်တို့ကဟိုစီးအောင်မှလည်းလှုံ့ဆော်ရတယ်။အဲ့ဒီပေါ်မှာအခုတော့အောင်မြင်မှုတွေရလို့ရှိရင်ကျွန်တော်တို့ကပြည်သူတွေကပို့ပြီးတော့စိတ်အားတက်ကြွမယ်ပို့ပြီးတော့ပါဝင်လာလိမ့်မယ်။နောက်တစ်ခုကကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်တောက်လျှောက်နော်ထိုင်းနိုင်ငံနဲ့ဆက်ဆံရေးဟာတို့ထိုင်းမြန်မာနယ်စပ်တောက်လျှောက်ရဲ့အခြေအနေပေါ်မှာလည်းဘူးတည်ပါတယ် ထိုင်းနိုင်ငံနဲ့တောက်လျှောက်အားလုံးကိုတော်လိုင်းအင်အားစုတွေဘက်ကနော်နေပြည်တော်စုမှုထားမယ်ဆိုရင်ထိုင်းနိုင်ငံရဲ့ထွက်လာတဲ့အတန်ဒီကျွန်တော်တနည်းနဲ့ဖို့ကြောင်းလဲတော့မှာချိန်နေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့တနည်းနိုင်ငံတိုင်းအရင်ပြည်နယ်နေဆက်တောက်လျှောက်တွေတော့ရင့်ခါနေစင်းဖို့လေကိုကိုလန်ရွက်တယ်ဆိုတာကဖြစ်စေခြင်းကျွန်တော်တို့ရဲ့စိတ်ထဲမှာဟိုတိုင်းဟိုပြည်နယ်ဟိုဒေသဆိုတာမရှိဘူးအဓိကပါတယ်ဒီတော်နိုင်ရေးဟာတနိုင်ငံလုံးအောင်မြင်မှအောင်မဲ့တော်နိုင်ရေးကရင်ပြည်နယ်တစ်ခုတည်းကွက်ပြီးကြံပြည့်ချက်လို့မရဘူးကရင်ပြည်နယ်တစ်ခုတည်းကွက်ပြီးတော့နော်နိုင်ဝါလို့လည်းမရဘူး ။ဘာဖြစ်လို့လဲ။ဒီလက်ရှိကျွန်တော်တို့ရင်ဆိုင်ထားတဲ့ရန်သူဟာတော့တနိုင်ခံလုံးကိုစိုးမိုးထားတဲ့ရန်သူဖြစ်တဲ့အတွက်တနေရာမှာတို့အရင်နေသွားတော့နောက်တဲ့နေရာမှာသွားပြီးတော့အင်အားတိဆောက်ခွင့်စုဆောင်ခွင့်ရမယ်ဆိုရင်အဲ့ဒီအင်အားတွေကကျွန်တော်တို့ပြန်ပြီးထိုးစစ်စင်မှာ။ဘာဖြစ်လို့လဲ။တောင်ပိုင်းမှာတုံ့ပြန်ရခက်ခဲဒါအောက်ကရဲဘော်တွေကတော့တိလိုက်တယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တိတုံမြတ်မြစ်ကိုစစ်စစ်ရင်းတဲ့ညောင်ပိုင်းမဟာမိတ်ကြီးနောင်တုံးဘက်ကနေဖမ်းပြီးတဲ့စစ်ကွေးတွေတုံ့ပန်းတွေပေါ့။အဲ့ဒီတုံ့ပန်းတွေကိုတုံ့ပန်းကြီးလဲနေတယ်ဆိုပြီးခု MNDA နဲ့ TNN တွေစတဲ့ကသူတို့ပြန်ပြီးတော့ပေးတယ်။ ဲ့လိုပြန်ပေးတဲ့အချိန်မှာအဲ့ဒီတုံ့ပန်းတွေကိုဒီမင်းအောင်နိုင်ကဘာလုပ်လဲဆိုတော့မင်းတို့ထောင်ကျခံမှာလားပြန်တိုက်မှာလားတူတူကိုကိုဗျာထောင်ကျခံဘယ်လိုခံလဲဟုတ်တယ်ထောင်ထဲမှာလည်းဘယ်လိုမှသွားမနေဘူးနော်ပြန်တိုက်မယ်ပြောပြီးတော့အခြေခံဖြစ်တယ်အဲ့တော့အဲ့ဒီကိစ္စနဲ့နေကိုစစ်စင်ရင်မြောက်ပိုင်းမဟာမိတ်တွေဖမ်းမိထားခဲ့တဲ့ညာနဲ့ရှိတဲ့အဲ့ဒီစစ်ခွဲတုံ့ပန်းတွေကနော်ပြန်ပြီးတော့တောက်တောက်မင်းအလဲနဲ့လှုပ်ပြီးတာနဲ့စစ်ကောင်စီကခေါ်လာပြီးတော့ဒီတောင်ပိုင်းတိုင်းမှာကွင်းလို့ကွင်းလာလို့လေအဲ့တော့အဲ့ကောင်တွေကဗာပြန်လို့လဲဆိုတော့ဒီတောင်ပိုင်းမှာပြန်လိုက် အဲ့တော့တောင်ပိုင်းမှာရှိတဲ့တိုင်ရင်တပ်ဖွဲ့ဒီကရန်ယူအပါဝင်အချက် PDF တွေဒီတော်လိုက်အင်ရန်စုတွေအနေနဲ့ကနော်စကန်အခုလိုမျိုးပေါ့ဒီ viewer စကန်ကောင်းကိုပိန်းတော့မယ်နော်စကန်မှာအင်အားဘယ်လောက်ရှိလဲသူတို့စကန်ကိုပိန်းလို့ကြာချိန်ဘယ်လောက်ကြာမလဲလေရင်ဘယ်ချိန်တော့လာနိုင်လဲကျွန်တော်တို့ဘယ်လိုပုံစံထောက်မလဲကုန်ကျစရိတ်ဘယ်လောက်ရှိမလဲစတဲ့ဖြင့်စကန်တစ်ခုတိန်းနေဆိုတော့ကျွန်တော်နံပါတ်1အရေးကြီးဆုံးကကုန်ကျစရိတ်ဒီကုန်ကျစရိတ်ကိုနိုင်လားမနိုင်လားပေါ့တွက်ကရဲပေါ့လေအဲ့တော့အဲ့ဒါလေးတွက်ထားပြီးဒီစကန်မှာအင်အား90ရှိတယ်ဒီအင်အား90ကိုကျွန်တော်ဘယ်နှနိုင်ချွတ်စစ်စင်ရမယ် drone ဘက်ဘာတော့မယ် drone ဘယ်စီးတော့မယ် ဟုတ်တယ်နော်ပြီးတော့ဆိုရင်အဲ RPG ဘဏ္ဍာနဲ့သုံးမယ်အဲ့ဒါမှ Sunday night ဘဏ္ဍာနဲ့သုံးမယ်စသဖြင့်ဒီကုံကြက်စင်ဒီဒီကိုတွက်ပြီးတော့စခန်းသိမ်းဖို့ဆိုပြီးသူတို့မှာဒီလိုရှိရအလူခံပြီးတော့နော်ဘောမှနေပြောတယ်ခွက်ခောက်ဖို့ဟုတ်တယ်နော်အဲ့လိုမျိုးခွက်အလူခံပြီးတော့ဒီခရရက်လက်နဲ့ဖို့စုရစုပြီးတော့ဒီစခန်းသိမ်းတော့မယ်ဒီသူ့ဆောင်လိုအပ်တဲ့ခရရက်လက်နဲ့ပြည့်တော့မယ်အမိသားကြအဲ့ဒီခွင်းလို့ပွင့်လာလို့လည်းအတွက်ပထမအင်အား90ရှိတဲ့စခန်းမှာ နောက်ထပ်အင်အား100လာပြည့်တယ်150ပြည့်တော့ဟော150ပြည့်တော့ကျွန်တော်တို့ကသူ့စခန်းကိုကွာသိမ်းဖို့နေတာအဲ့ဒီ150ပြည့်သွားတဲ့ဒီစစ်ကွေးတွေကဘာလုပ်လဲဆိုတော့စစ်ကြောင်းထိုးတော့စစ်ကြောင်းထိုးတော့ကျွန်တော်တို့ကစခန်းသွားသိမ်းဖို့စုထားတဲ့ခေရန်နဲ့နဲ့ကကိုယ့်ကိုပြန်လေခုခံဖို့ခံစစ်နေမှာပြန်သုံးလိုက်ကြတော့စခန်းမသိမ်းနိုင်ပဲနဲ့ကဝမ်းမြောင်တဲ့ဖေဟွန်းအော်ဒါအောက်မှာအောက်ကအခက်ခဲတွေဒါတချို့တလေလောက်ကိုကျွန်တော်မြင်အောင်ပြပြတာနော်အောက်မှာရှိတဲ့ရဲဘော်တွေအနေနဲ့အဲ့တော့ တောင်ပိုင်းကကျွန်တော်တို့စိတ်တိုင်းမကြဘူးမှန်တယ်ကျွန်တော်ကိုယ်တိုင်လည်းစိတ်တိုင်းမကြဘူးဒါပေမဲ့တောင်ပိုင်းတိုင်းမှာကိုကျိုးရှာပြီးတော့တော်လန်ရေးကိုကိုကျိုးရှာပြီးတော့နော်တော်လန်ရေးကိုစီးပွားရေးတစ်ခုလို့လှုပ်ရှားတဲ့အောက်တန်းစားလက်နက်ကင်ရှိတယ်လို့တကယ်ဘဝကိုအဆက်ကိုပေးပြီးတိုက်နေတဲ့နော်တကယ်တော်လန်ရေးသမားတွေလည်းအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကကိုမကြိုက်တဲ့လူတယောက်လောက်ကိုကြည့်ပြီးတော့ဆုံးဖြတ်လိုက်မယ်ဆိုရင်အဲ့ဒီတကယ်လောက်နေတဲ့ခေါင်းဆောင်ပိုင်းမှာပြောတာနော်အောက်ချရဲဘော်တွေကပြောချင်မလို့နော်အောက်ချရဲဘော်ရဲဘော်တွေကမတိုက်ကြလို့စိတ်ဆိုးနေတာသူတို့ကတိုက်ဖို့ပဲ ခေါင်းဆောင်ပိုင်းတွေကျွန်တော်ပြောတာအဲ့ဒီခေါင်းဆောင်ပိုင်းတွေမာတော်မတကယ်ဆွတ်လို့နေတာခံပြီးတော့တော်နိုင်အောင်မြင်ခြင်းနဲ့စိတ်နဲ့လုပ်နေတဲ့ခေါင်းဆောင်တွေအများကြီးရှိတယ်အဲ့တော့ကျွန်တော်တို့ကလူပြောင်းပြောင်းမကောင်းတာကိုပြစ်ပယ်ပြီးတော့ဒီဟာအပြစ်ဖွဲ့ပြီးတော့တောင်ပိုင်းကျွန်တော်ပြစ်လိုက်မယ်နော်အာဘာမှဖြစ်မလာဘူးကတောင်ပိုင်းဟာလည်းနေပြည်တော်ကညူးပြစ်လိုက်မယ်ဆိုရင်အဲ့ဒီဘောကနဲ့ရင်ပြီးတော့လုံနေရတဲ့ဒူတွေအတွက်ကျွန်တော်ဘလို့ပြန်ပြေးရမှာဟုတ်တယ်မလားဒါကြောင့်မလို့ကျွန်တော်တို့တွေကတိထားမှာကငါတို့တော်လှန်ရေးမှာကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိတယ် ောက်မှာရှိတဲ့ရဲဘော်တွေအနေနဲ့စိတ်သက်ကြစရာမလိုဘူးမကောင်းတဲ့ကောင်မကောင်းလို့ပြည်သူချပြကောင်းတဲ့လူကောင်းတယ်လို့ပြည်သူချပြအဲ့တော့ပြည်သူကရွေးချယ်ပြီးတော့အဆုံးဖြတ်သွားလိုက်တယ်အဓိကအဲ့ဒါကိုကျွန်တော်တို့တွေကအခုဒီစကားနဲ့တိုက်ပွဲဆိုရင်ဒါညီညွတ်မှုပဲနော်ညီညွတ်မှုပဲကရင်ယူတစ်ခွာတော့တိုက်တာလည်းမဟုတ်ဘူးနော်ပြည်သူတစ်ခွာတော့တိုက်တာလည်းမဟုတ်ဘူးအားလုံးကစုပေါင်းညီညွတ်မှုအခုမှတင်လဲစင်းတဲ့ drone တွေတော့ပါတယ်ဆိုတော့ဒါကဒီစုပေါင်းအားဘာလို့ဒီကျွန်တော်တက်ရောက်မှုရှိတယ်ဒါကြောင့်မလို့တော်တိုင်းတက်ပွဲတွေအနေနဲ့သူ့အဖွဲ့ငါအဖွဲ့ခွဲခြားတဲ့စိတ်တွေကို short ပေးပါကျွန်တော်တို့ကဒီချိန်မှာအားလုံးပူးပေါင်းပါ တယောက်နဲ့ကိုတယောက်ကင်ပြီးတော့ခွေးကင်းစင်အောင်အရင်လုပ်ပေးချက်ပါခွေးကင်းစင်ပြီးမှနယ်မြေတွေခွဲကြဒီနယ်မြေကအဖိုးအဖွားရဲ့လက်ထက်ကအမွေပေးတဲ့ကို့ချန်တွေလည်းနေလည်းမဟုတ်ဘူးဟုတ်တယ်မလားတိုင်းပြည်အတွက်အဲ့တော့ကျွန်တော်တို့တွေကဟိုစကားများစရာလူစရာလည်းအကြောင်းမရှိဘူးအဓိကပါတယ်ခွေးကင်းစင်အောင်အရင်တိုက်ကြအောင်အရေးကြီးတယ်ခုလိုအောင်ပွဲမှာပါဝင်ကြတဲ့နော်ရဲဘော်တွေအားလုံးကိုလေးစားပါတယ်ကျေးဇူးတင်ပါတယ်ဘေးကင်းကြပါစေနောက်ထပ်အောင်ပွဲတွေလည်းအများကြီးဆက်တိုက်ရရှိပါမယ်ဒီများလေးအားပေးပါတယ်နော် ရဲလေးစားပါတယ်ကိုစီပြောတဲ့တဲ့င်းတွေတကယ်နော်ထောက်ခံတယ်တကယ်ကောင်းတဲ့တဲ့င်းတွေပါနော်ဒီနေ့ကြားရှိရတဲ့ on point တဲ့င်းတွေကတော့တကယ်အားရဖို့ကောင်းပါတယ်နော်ဟုတ်ပြီနော်ပရိသတ်ကျတော်ရဲ့ဒီကိုစီနဲ့ကိုရဲဘော်ရှင်လို့တင်ဆက်ပြီးတော့ပေါ့ပရိသတ်ကျတော်မင်းတို့တဲ့ channel တွေကို comment မှာရေးပြပါအဆုံးထိကြည့်ရှုပြီးတော့ရောက်စီတိုင်းအရင်ကြည့်စုတင်ပါတယ်ကျွန်တော်တဲ့င်းတွေနဲ့ပြန်ဆုံကြရအောင်နော်โอเค bye bye